င်္ဂလာပါကျွန်တော်နာမည်ဆွေးမပါကျွန်တော်အခုပြောပြမယ်ဂျပန်သတင်းကတော့ဒါဂျပန်မှာလူပေါင်း2900ကိုတုတ်ခပေးခဲ့တဲ့တာဆန်အကြောင်းပြောပြသွားမှာဖြစ်ပါတယ်ကဲအဲ့ဒီသတင်းလေးကိုဆက်ပြောလိုက်မယ်နော်21ရက်နေ့မနက်ဒါ JR ခေခင်တိုဟိုကူလာရဲ့ဟာမမတ်ဆုဘူတာနဲ့တာမချီဘူတာကြားမှာဒီရထားပေါ့နော်ရတန်ထားရဲ့အနေထားမှာဖြစ်စဉ်တစ်ခုကို ဒါရထားပေါ်မှာလိုက်ပါလာခီးသွားတယောက်ကဗီဒီယိုရိုက်ကူးထားမှုတစ်ခုရှိခဲ့ပါတယ်အဲ့ဒီဗီဒီယိုကဒါသတင်းထားနိုင်မှာပြန့်နှံ့လာတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ရထားကတန်လန်းပေါ်မှာရက်နေတဲ့အနေထားအဲ့ဒီမှာတကားဖွင့်ထားတဲ့အနေထားတစ်ခုဖြစ်ပေါ်နေပြီးတော့လူတယောက်ကလာရက်တယ်ပေါ့အဲ့ဒီတကားဖွင့်နေရတဲ့အကြောင်းရင်းကလည်းအဲ့ဒီအမျိုးသားကပဲဖွင့်လိုက်ပုံရတယ်လို့ဒါပြောကြတယ်ပေါ့နော်ပြီးတော့အဲ့ဒီလူကရထားရဲ့ဒါအပြင်ဘက်ပေါ့နော်တန်လန်းအခြေအနေတွေပါတယ်တို့တစ်ချက်ရှိုးပြီးတော့မှသူက အလန်းပေါ်ကိုခုံစင်းချလိုက်တယ်ပေါ့နော်ရထားပေါ်ကခုံစင်းချလိုက်တယ်ပေါ့အဲ့တော့ဒါကရထားပေါ်မှာအတူလိုက်ပါစီးနေနေခီးသွားတယ်လန်ပြီးတော့စိုးရိမ်ပြီးတော့သူ့ကိုဝိုင်းကြည့်အောင်နော်သူဒီရထားပေါ်ကခုံချိုင်အဲ့ရထားတန်တန်းလေးကိုဖြတ်ကူးနေနေတာကိုကြည့်တာပေါ့ပြောရရင်ဂျပန်ကရထားတွေဆိုတော့မြန်တာဟုတ်မြန်တော့ဒီလိုမျိုးခုံစင်းလိုက်တဲ့အချိန်မှာ तू ကဘဲကြီးညာကြီးကြည့်ပြီးမှခုံစင်းလိုက်ပြီးမှရထားမရှိဘူးဆိုခုံစင်းလိုက်ခြင်းမဲ့ သူဆင်းပြီးလမ်းလျှောက်နေချိန်မှာယထာရောက်လာပြီးတော့သူ့ကိုဝင်တိုက်သွားတယ်ဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ယထာဒါအမြင်လို့ပေါ့နော်။အဲ့တော့ယထာပေါ်ကလူတွေကလည်းတခြားယထာနဲ့တိုက်မိသွားမှစိုးရိမ်ပြီးတော့ဒီလူကတန်လန်းပေါ်ဖြတ်ကူးနေတဲ့အချိန်ကိုရင်တမမနဲ့ကြည်နေရတယ်ဆိုပြီးတော့ဒါယထာပေါ်မှာလိုက်ပါလိုက်လို့လည်းပြောတယ်ပေါ့။အဲ့ဒီတာဆန်ကဒီယထာလမ်းကိုဖြတ်ကူးပြီးတဲ့နောက်မှာပေါ့နော်။ဒီယထာတန်လန်းတွေကိုမဝင်ဖို့ကာယန်နာတဲ့အတားစီးတွေကိုလည်းကြော်ခွာပြီးတော့ပြောရင် ဘူတာပြင်ပါဘောနော်ရဒါလိုင်းရဲ့ပြင်ပါကိုထွက်သွားခဲ့တယ်လို့သိရတယ်အဲ့တော့ဒီလူရဲ့တာဆန်အပြုတ်မှုကခဲဟင်းတိုးကိုကုရဒါလိုင်းတိုးခိုင်းလို့ရဒါလိုင်းရာမာတဲ့ရဒါလိုင်းအဲ့ဒီရဒါလိုင်းတွေကိုတက်ရောက်ခဲ့ပြီးတော့ဘောနော်ခုနကတုန်းကသူလုတ်ခဲ့တယ်ဒီလိုမျိုးရဒါဘောကနေရဒါလမ်းပေါ်ခုံစင်းချမှုကြောင့်ဒီရဒါတိုက်မခံရဘူးဘောနော်ဒီလူရဒါတိုက်မခံဘူးရဒါတွေကခဏတာရက်တက်ပေးခဲ့ရတယ်လို့ဒါရဒါလမ်းပိုင်းတွေမှာရှိတဲ့လုံခြုံရေးတွေကလည်းလုံခြုံမှုတွေကိုထပ်ပြီးတော့စစ်စစ်ရတာကြောင့် ဒီခုနောက်မှာပြောသွားတဲ့ခရင်တိုးကိုတိုးကိုင်းတို့ရမတဲ့ဒီစတားလိုင်း၃နိုင်ကိုစီးနေလိုက်ပါနေတဲ့လူပေါင်း2900ကဒီတာဆန်ရဲ့နော်ဒီတာဆန်ရဲ့လုပ်ရကြောင်းသူတို့ရဲ့ခီးစဉ်တွေနှောင်လေးကြက်ကြောင်ကိုတက်ရောက်ခံခဲ့ရတယ်လို့သိရတယ်။အဲဒါကြောင့်မို့ဒါဂျပန်တွေကတော့ဒီကောင်းကိုမြစ်တာပို့နေကြတယ်ပေါ့နော်။အဲ့ဒီတော့ဒါကဒီမြန်မာနိုင်ငံရထားတွေလို့နှီးတုံနှီးတုံမဟုတ်ပါဘူး။ဂျပန်ရထားရတာမြန်ပါတယ်။ဒါပေမဲ့ခုံစင်းသွားတဲ့သူကလည်းဂျပန်လိုပဲ ယူဆရတယ်ဗောနော်အဲ့တော့ဒီလိုမျိုးယူချောင်ချောင်လေးလုပ်တယ်အခမ်းမင်းတို့ယထာကဒီလူကိုတိုက်သွားလို့နော်လူသိမ်မှုတွေပါဖြစ်သွားတယ်ဆိုရင်အာဒါနိုင်ဝက်နဲ့ချီပြီးတော့ဗောနော်ယထာလည်းပိတ်ဆို့မှုတွေဖြစ်သွားနိုင်တယ်ဗောနော်အဲ့တော့အဲ့လိုတာဆန်တွေဂျပန်မှာအရန်ပေါ်တယ်ဒီလိုယူချောင်ချောင်လုပ်ရတယ်အရန်များတယ်အဲ့တော့ကိုယ်တိုင်လည်းအဲ့တော့ကောနော်တင်များရှီရလို့လို့တင်များခုံစင်းွားလို့ဆိုပြီးလိုက်ရောက်ပြီးလိုက်မခုံစင်းနဲ့ဟဲ့လားအခမ်းမသိကိုပါသေးွားနိုင်တယ်နော်အဲ့ဒီအကြောင်းလေးကိုပြောပြထားကြပါတယ်ဒီသတင်းလေးကိုဒါဂျပန်ရောက်မြန်မာတွေရော အာမြန်မာပြည်မှာကျန်ခဲ့မိသားစုတွေသိရှိဖို့အတွက်ဒါကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။ကျွန်တော်က Facebook မှာဆိုလဲဟာနာဆာဂရီဂျပန်ဆိုတဲ့ page မှာ2018ခေတ်ကဂျပန်သတင်းတွေရှိနေတာပေါ့နော်။ YouTube မှာဆိုရင် Yukimi channel နဲ့ဂျပန်သတင်းဗီဒီယိုတင်ပါတယ်။ကျေးဇူးတင်ပါတယ်နော်။